မရှင်းတာလေးနှစ်ခုသုံးခုလောက်တော့ရှိတယ်ဆရာအဲ့ဒါလေးမေးပြရလေအဲလောပါဗျာမေးပါဗျာအဲပထမမေးခွန်းဟာဆရာကျွန်တော်ဟိုခုနပြောသွားတဲ့အတိုင်းပါပဲဟိုစစ်တာနယ်မှာကျွန်တော်တို့ကအားထုတ်လို့မရဘူးပေါ့ပြီးဖို့ပဲလိုတယ်လို့ဆရာပြောထားတဲ့ဟိုပါလေးရှိပါတယ်နော်ဆိုတော့အဲ့ခါကျတော့ကျွန်တော်တို့ဒီမက်ဂါဟိုပေါ့စစ်တာ၄ပါးမှာကျွန်တော်တို့ကမက်ဂါစစ်တာတရားအပေါင်းစုဟာကျွန်တော်တို့ မက်ကမက်ကင်မက်ဆိုလို့ရှိရင်ဆရာအလုံးလုံးရှိနေတယ်လို့ဆရာပြောထားတာလည်းရှိတယ်ဆိုတော့အဲ့ဒီမှာနည်းနည်းလေးခြေစကားနဲ့နောက်စကားနည်းနည်းသွားပြီးလို့ conflict နေတာကျွန်တော်အဲ့နေရာမရှင်းဘူးကြည့်ဟုတ်ကဲ့ကျွန်တော်မက်ဆိုရင်အလုံးပါနေသေးတယ်ပေါ့ကျွန်တော်ပြောမယ်လေအဲ့တော့အဲ့နံပါတ်1မျိုးကွန်ဖြေမယ်နော်ဟုတ်ပါဘူးလေမက်ကတစ္ဆာပေါ်မှာဟလာတစ္ဆာညာကိစ္စညာကတ္တညာရှိတယ်အဲ့တော့မက်ကတစ္ဆာပေါ်မှာတစ္ဆာညာကိစ္စညာကတ္တညာရှိတော့မက်ကင်ရှစ်ပါးဘယ်အချိန်မှာစပြည့်တယ်လဲ ဒါကြောင့်ပြောပြီးမြေစီ6ချက်ကိုနားလည်ရဲဆိုရင် American ship ပါပြည်ပါတယ် American ship ပါပြအောင်ပြောပြလို့ American ship ပါဆိုရပါလို့အချင်းကျောက်ကတော့ဥပနက္ခဏတက္ကရာ A1 တော့တက္ကရာသမုဒ္ဒုရိယံတော့ဒါဇူလနေရီသာပါဠိတော့ဇာယုညစာအုပ်ထဲမှာလည်းရေးထားပါတယ်အဲ့တော့တက္ကရာ A1 တော့တက္ကရာသမုဒ္ဒုရိယံတော့တက္ကရာနေရီတော့မြေစီအချင်းကျောက်ကတော့ဒီတစ်ခုပါအယုံမှာပေါ်တဲ့ဥပနက္ခဏကိုအရှိသားပြီးနှစ်သိမ့်ရင်ကာမဆွန်းသွားမယ်အရှိသားပြီးဖယ်ရင်အတ္တဆွန်းကိုသွားမယ် အဲဥပနိုင်ခန္ဓာတွေအစဉ်မရှိပါဘူးလို့တုံညာကိုမြင်မယ်ဆိုရင်အဲဒီမှာပြည်ပဲလမ်းကိုရောက်ပါတယ်မဂ်ဂင်ရှေပါပြည်ပါတယ်အဲဒါကိုပြောပြလို့သိသွားတာကဟုတ်တယ်မှာဆိုနားလဲသွားတာကဥပနိုင်ခန္ဓာကိုအာယုံလို့သိသွားတဲ့အစဉ်တုံညာလို့နားလဲသွားရဲ့အဲဒီဥစ္စာတစ္ဆန်ညာဖြစ်ပါတယ်ဒါပြောပြပြီးတော့ဟုတ်တယ်မှာဆိုနားလဲတဲ့ညာကိုတစ္ဆန်ညာလို့ခေါ်ပါတယ်တစ္ဆန်ညာကကိုယ်တိုင်းအလားကိုယ်တိုင်းခုနပြောတဲ့ပွားများနိုင်ရမယ်ပွားများတဲ့ဆိုတာကိစ္စ ပွားများတာဘာတွေပွားများမှာလဲဆိုတော့ကျွန်တော်တို့ဝိပဿနာလို့အရှိတိုင်းဖယ်တာတွေတာမဟုတ်ဘူးဒုက္ခသစ္စာကိုပန်းချားနိုင်ရင်ကိစ္စညာဒုက္ခသစ္စာကိုပယ်နိုင်ရင်ကိစ္စညာအိဗံမြမောပြုနိုင်ရင်ကိစ္စညာပဲဒုက္ခသစ္စာဘလို့ပန်းချားနိုင်မလဲဟလာယုံနာနှစ်ခုရှိတယ်လက်လက်လက်ကနာငါကြလိုက်တဲ့ခန္ဓာသည်အာယုံဥပါဒခန္ဓာသာမှန်ပါတယ်လို့ကိုယ်ကိုယ်တိုင်ပန်းချားနိုင်ပြီဆိုရင်အဲ့ဒါကိစ္စညာဖြစ်တယ်ငါကသစ္စာကိုကိစ္စညာနောက်ကိလေသာတွေအစင်သေးလို့သိရင်ကိလေသာပယ်နိုင်သွားပြီအဲ့ဒါတတိထရှိသည်ဖြစ်သည်မရှိသည်ဖြစ်သည်ဟလာဒီကိလေသာကြီးကအာယုံကြီးပါ စင်သေးပါတယ်အဲ့အစင်သေးရလဲနိရောဓသစ္စာဖြစ်ပါတယ်သစ္စာတရားအနေနဲ့သစ္စာ၄ပါးထဲမှာသစ္စာတရားအနေနဲ့မှန်ကန်တဲ့သစ္စာတရားဖြစ်ပါတယ်ကျွန်တော်တို့ကအဲ့လိုသိသွားမယ်ဆိုလို့ရှိရင်ဟလာကိလေသာကိုပယ်နိုင်သွားပြီကိလေသာပယ်နိုင်တယ်လို့ကိလေသာအစင်သေးတာဒီဝင်လင်ဟလာနိဗ္ဗာန်နဲ့တခြားစီမဟုတ်ဘူးကိလေသာအစင်သေးခြင်းနိဗ္ဗာန်ဖြစ်တဲ့အတွက်နိဗ္ဗာန်ကိုလည်းမျက်မှောက်ပြုနိုင်ပြီအဲ့ဒါဆိုရင်ဟလာပန်းရှားနိုင်တယ်ပယ်နိုင်တယ်မျက်မှောက်ပြုရတယ်ဆိုဟင်လမေကတိစာဘောကိစ္စညာဖြစ်ပါတယ် နောက်တစ်ခါကတ္တညံကြတော့ဒုက္ခသစ္စာကိုပယ်စားကိစ္စဘန်းချက်စားကိစ္စပြီးဆုံးပါမယ်သုမသစ္စာကိုပယ်စားကိစ္စပြီးဆုံးပါမယ်နိဗ္ဗာန်ကိုမြတ်မောပြီးပွားမစားကိစ္စပြီးဆုံးပါမယ်ဟလာအဲ့လိုပြီးဆုံးပြီလို့သုံးပြနိုင်လို့ရှိရင်အဲ့ဒါမဂ္ဂသစ္စာကကတ္တညံဖြစ်ပါအဲ့တော့ကျွန်တော်တို့ကအခုဟလာကျွန်တော်တို့မဂ္ဂသစ္စာကဘာကြောင့်ကတ္တညံဖြစ်သွားလဲလို့ဖေးလို့ရှိရင်မဂ္ဂသစ္စာပွားစားကိစ္စပြီးဆုံးပြီလို့သိတယ်ဘာကြောင့်ပြီးဆုံးပြီလို့သိတယ်လဲကျွန်တော်တို့ ဥပနက္ခရအစဉ်မရှိတဲ့အတွက်ဒုက္ခရအစဉ်ကြီးသွားပြီဒုက္ခငြိမ်းအောင်ကျွန်တော်တို့ကပိုင်းခြားပြီးပယ်ကြကိစ္စတွေရှိသေးလားဒုက္ခအစဉ်ကိုသုံးသွားပြီလို့နားလည်သွားတယ်ဥပနက္ခနာဒုက္ခအဲဥပနက္ခနာအစဉ်သုံးရလို့သိတဲ့အတွက်ဒုက္ခအစဉ်ကိုသုံးသွားတာကိုနားလည်သွားတယ်ဒုက္ခအစဉ်ကိုသုံးသွားဒုက္ခအစဉ်ကိုသုံးသွားပြီလို့နားလည်ရင်အဲဒုက္ခတွေကိုပိုင်းခြားတဲ့အလုပ်တွေပြီးဆုံးသွားပါတယ်နောက်ကိလေသာအစဉ်သေးတာသိတဲ့အတွက် လေတာတွေပေးစားကိစ္စပြီးဆုံးသွားတာမေဂဒစ္စာဘဝကတဏံဖြစ်ပါတယ်။နောက်တစ်ခါနိဗ္ဗာန်ကိုမြတ်မောပြုစရာမလိုကျွန်တော်အမြဲတမ်းတဥမာပေးပြောတာပြီးသားပါ။အရေးထဲကနေပြီးတော့မှနေဘူးတွေကနေပြီးတော့အရေးထဲကိုလာပါတယ်။အရေးကိုအာယုံပြုရတာအရေးကိုရှားတာမျက်လုံးကရှားရတယ်ဝိဇ္ဇာ။ခြေထောက်ကရှောက်ရတယ်သရဏဝိဇ္ဇာသရဏ။အရေးထဲကိုရောက်တဲ့အခါမှာလာကျွန်တော်တို့ကဒီအရေးကြီးကိုမော့ပြီးတော့မှအရင်တော့လို့ဟလာအရှိထားပြီးတော့ရှားစရာ မရှိတော့ပါဘူး။ ရှောက်ကလည်းရှောက်เสียမရှိတော့ပါဘူးအဲ့တော့အာယုံမပြည့်ဘဲနဲ့ငြိမ်းနေနေတာဟလာအာယုံမပြည့်ဘဲနဲ့ရှောက်เสียအလုပ်ပြီးဆုံးပြီးနေတာမေဃတစ္ဆာဘုရားကတ္တညာဖြစ်ပါတယ်ဒီနေ့အပြင်ပြောရနော်ဟလာမေဃတစ္ဆာဘုရားကတ္တညာဆိုတော့ဖွညာမဲ့ဘောတတိယအပြင်ပြောရနော်ဒါပေမဲ့သူရဲ့ဓမ္မစကြာရဲ့အစဉ်တိုင်းပြောမှာဆိုရင်မေဃတစ္ဆာဘုရားဓမ္မတစ္ဆာညာနံပါတ်1ကိစ္စညာနံပါတ်3ကတ္တညာဖြစ်ပါတယ်အဲ့မဲ့ကို ဝါမျက်စာကိစ္စပြီးဆုံးပြီးနေမယ်ဆိုလို့ရှိရင်မက္ကသစ္စဝါကတညာဖြစ်ပါတယ်အဲ့လိုနားလည်ရမယ်လေအဲ့ဒါဆိုရင်ကျွန်တော်တို့အခုသစ္စာ၄ပါးလုံးကိုတပြိုင်တည်းမြင်တဲ့အတွက်ဒုက္ခတွေအစဉ်ကုန်ဆုံးသွားပြီကုန်ဆုံးအောင်ဝါမျက်စာကိစ္စပြီးဆုံးပြီးနေတယ်အဲအဲ့မက္ကသစ္စကိုဝါမျက်အားထုတ်ရမယ်နဲ့ဝါမျက်အားထုတ်တဲ့ကိစ္စပြီးဆုံးပြီးနဲ့အဲ့ညာနှစ်ခုမှာကိစ္စညာနဲ့ကတညာနှစ်ခုမှာဘုရားဖျားရှင်ရဲ့သာသနာအစစ်လည်းမြင် ဘဂတိဆောင်ပွားမြတ်တဲ့ကိစ္စပြီးဆုံးပြီလို့ကြွေးကြော်နိုင်မှသာလေနောက်ဆုံးဇာတိနောက်ဆုံးဘဝနဲ့တန်တရာဝိထရထွံ့မြောက်ခွင့်ရတဲ့သာသနာဖြစ်ပါလေဒါမလို့ပွားများမှုနဲ့နေတာမဟုတ်ဘဲနဲ့ပွားများမှုရပ်ဆိုင်ပြီးတော့နေခြင်းဒီဟဲ့လားကျွန်တော်တို့ဒီကဒဏ်ညာဘဝအနှစ်သာရဖြစ်ပါတယ်နောက်ဆုံးဇာတိနောက်ဆုံးဘဝနဲ့ကျွန်တော်ဝင်ခွင့်ရတဲ့ပညာဖြစ်ပါတယ်ကောင်းပြီဒါဖြစ်ရင် ဘောမေတ္တကိစ္စကုံပြီဘောမေတ္တကိစ္စကုံရာနဲ့ဘာဖြစ်လို့ဘုရားရှင်ကအပမရိယတမရိယနေခိုင်းတာတော့ဆိုတော့ဒီဝီရောတိပြဒနာအလုံးမေးကြတယ်အလုံးမေးကြတဲ့အခါကျတော့ကျွန်တော်တို့အခုဟလာအပရတမရိယကပွားများခိုင်းတယ်အဲ့တော့ကျွန်တော်တို့ဒုက္ခငြိမ်းအောင်အထုတ်တာကိုပွားများရည်လို့ခေါ်ပါတယ်ဒုက္ခငြိမ်းတာနဲ့နေတာကိုတော့ခံစားရည်လို့ခေါ်ပါတယ်အဲ့တော့ကျွန်တော်တို့ကပွားမြတ်တဲ့ကိစ္စပြီးဆုံးသွားပြီမဲ့နိဗ္ဗာန်ချမ်းသာတဲ့နေတဲ့ကိစ္စတော့ဘုရားရှင်ကိုယ်တိုင်ပဲအဲ့ဒီမင်းတို့ ဒုက္ခတွေနဲ့မနေပါနဲ့ကလေးများလို့ပေါ့နော်ကလေးများဘာလို့လဲဟလာအခုနပြောသလိုဟလာလွတ်ထားရင်မြေကြီးပေါ်မှာဟလာညစ်ပတ်တဲ့အရာကြီးလဲကင်တာပဲဟလာမကင်နဲ့လို့ပြောရင်ငိုးတယ်ဟလာအဲ့တော့လူကြီးကဘာဖြစ်လဲလက်စီးပြီးတယ်တန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 ်နေပါလို့ပြောရင်အဒီဒီအမိုက်တော်တွေပဲပြန်သွားတာပဲအမေဒီအမိုက်တွေနဲ့မနေနဲ့ဟလာဒီထဲမှာယောဂဘိုးတွေရှိမယ်ဟလာဒီထဲမှာဒါ ညပတ်တဲ့ဟာတွေဖြစ်မယ်ဆိုတော့ကျွန်တော်တို့ကဘာနဲ့နေကျင်တာလဲဆိုတော့အဲ့လိုညပတ်တဲ့ထဲမှာပဲနေကျင်တာဘုရားကတော့တန်ရှင်းတဲ့ထဲမှာနေပါညပတ်တဲ့ထဲမှာတသန်တရာလုံးနေခဲ့လာပြီတန်ရှင်းတဲ့ထဲမှာနေပါလို့ဟလာတန်ရှင်းတဲ့အသိဉာဏ်တွေလည်းရတာပြီတန်ရှင်းတဲ့နေပါဆိုပြီးအပမတဲ့တမန်လေးထားပေးရတာဖြစ်ပါတယ်သဘောတရားနော်အဲ့ကျွန်တော်တို့မနှောရတော့ဘာနဲ့တော်ကျွန်တော်နေနေကြပေါ့နော်အဲ့ဒီဥပနဲ့ခန္ဓာနဲ့ပဲနေလို့တယ်ဒါမှမဟုတ်အရိယာဥစ္စာ၈ပါးထဲမှာဟလာ ပနခန္ဓာနဲ့နေရမှာဆက်ရှင်ကြောက်ရှင်တယ်ကျွန်တော်တို့ကတော့ဥပနခန္ဓာနဲ့ဘဘုံနိဗ္ဗာန်ကိုဝิญညာဖြစ်တဲ့အတွက်ဟလာဥပနခန္ဓာနဲ့နေလိုတဲ့ဆန္ဒနဲ့မနေလိုတဲ့ဆန္ဒမှာနေလိုတဲ့ဆန္ဒပဲများပါတယ်ဘယ်အရိယာကတော့ဥပနခန္ဓာနဲ့နေရမှာဟုတ်ရှက်ပါတယ်ကြောက်ပါတယ်မနေခြင်းပါဘူးတဲ့ဘာလို့လဲဆိုတော့မရှိတာတွေရှိလို့ပြီးနေရတယ်မဟုတ်တာတွေဟုတ်လို့ပြီးနေရတယ်စင်ရဲ့ဘုရားတွေစင်ရဲ့လို့ပြီးခံစားတယ်ကျော်စရာမဟုတ်တာတွေအပြောလို့ပြီးတော့ခံစားတယ် ပူလောင်နာအစ်စ်မဟုတ်ဘဲနဲ့မရှိဘဲနဲ့ပူလောင်နာတွေနဲ့ကျွန်တော်ဆင်းရဲနေကြတယ်ဟလာအဲ့လိုနေတာတွေကမင်းတို့မြင်မတော်ပါဘူးကွာတဲ့ဟလာဒီတကယ်ချမ်းသာတဲ့ဟလာတရားတွေရရှိပြီးတော့မှတကယ်စင်ကြယ်တဲ့တန်ရှင်းတဲ့တရားတွေရထားပြီးတော့မှမင်းတို့အညစ်ပေတယ်မှာမနေပါနဲ့အညစ်ပေတယ်မှာမင်းတို့မပြောပါနဲ့အညစ်ကြေးကင်းစင်တဲ့နေထဲမှာဒုက္ခကင်းစင်တဲ့နေထဲမှာနေကြပါလို့မကြခဲ့တာဖြစ်ပါတယ်ဒုက္ခတွေကိုအောင်အထုတ် ဒါမဟုတ်တော့ပါဘူးဒုက္ခငြိမ်းတာနဲ့နေဖို့ဘုရားရှင်ကအမရတ္တမန္တေထာကိုဟောခဲ့တာဖြစ်ပါတယ်အဲ့အမရတ္တမန္တေထာလည်းအလို့မဟုတ်ပါဘူး ग्वा မြခြင်းမဟုတ်ပါဘူးဘာလို့ဆိုတော့ဒုက္ခကုံဆုံးအောင် ग्वा မြခြင်းမဟုတ်ဘဲနဲ့ဒုက္ခအစဉ်ကုံဆုံးတာသိပြီးတော့အဲ့ဒုက္ခအစဉ်ကုံဆုံးတာနဲ့နေဖို့အတွက်အပမတေနတ္တမန္တေထာကိုဟောကြားခဲ့ရရင်ဖြစ်ပါတယ်လောက်ဆိုရမလားကုံငယ်ဒါဆိုအဲဆိုရင်ကျွန်တော်တို့ဒီမက္ကသစ္စာကိုတစ်ခုဖွဲ့ပြီးပြောရင်ဘူကောင်းမှန်းတယ်လို့လေ အမ်ပြင်းရမှာကြည့်ရမက်ဂါသစ္စာနဲ့ဒီပရမတ်မှာကြည့်ရမက်ဂါသစ္စာဆိုရင်တစ်ခုခွဲလိုက်ပုံများကောင်းပိုရှင်းသွားမလားလေအဲ့လိုဆိုတော့အလုံးငင်းအဲ့လိုဟိုမက်ဂါသစ္စာမှာကတ္တဉာဏ်ရသွားပြီဆိုတော့သူအလုံးငင်းသွားတယ်ဆိုတော့ပရမတ်ထဲကိုရောက်သွားပြီအော်ဒါပေမဲ့ကျွန်တော်တို့ဒီအလုံးလုံးနေရသေးတယ်တမတမသင်္ကပ္ပလုံးနေရတယ်ဝိပဿနာလုံးနေရတယ်နော်ဓမ္မတန်ကိစ္စလုပ်နေရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဘက်မှာပရမတ်မှာလုပ်ရတာဟုတ်ကျွန်တော်တို့အပ္ပမဒိနာသမ္မဒိနာဆိုတာကျွန်တော်တို့ကသိညတ်မှာပဲလုပ်ရတာဆိုတော့ အဲအဲ့ဒီမက်ကတက်တာကိုကျွန်တော်ပြင်ပြညပြမှာပြန်ထည့်လိုက်ရင်ဒါနှစ်ခုခွဲလိုက်ရင်ပို့ပြီးတော့ရှင်းသွားမှာမသိဘူးလို့မြင်ဟုတ်ကဲ့ကျွန်တော်ဉာဏ်ပြောတယ်ခရဓမ္မကိုရဓမ္မဝိရကရမနိရောဓမ္မဆိုတာဒါပရမတ်နေပေါ့နော်အဲ့ဒါပရမတ်တဲ့သမန္တေဒါဆိုတာပရမဒါနဲ့နေဖို့အတွက်စရလို့နော်ပရမအစရလို့ဒီဟဲ့လားအပရမတ်တဲ့သမန္တေဒါလောက်ပါလို့ခရပြောခဲ့တယ်လောက်တယ်ဆိုတာကကိလေသာတွေကိုအထုတ်ခိုင်းတာမဟုတ်တော့ဘူးဒုက္ခတွေကိုအထုတ်ခိုင်းတာမဟုတ်တော့ဘူးအဲ့ဒါမင်းတို့ဒုက္ခတွေမှမနေပါနဲ့ ိဒါတော်မှာနေပါနဲ့ဒုက္ခကင်းတာနဲ့နေပါလားဒုက္ခကင်းတဲ့နေရာပေါ်မှာအဲနေကြဘူးဆိုပြီးတော့ညွှန်ကြားခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီအမရတမန်ဒီတော့ပြည့်ညက်နယ်လို့ပြောလို့ရပါတယ်ဟလားဒီကုံနာချုပ်တာငိမ့်တာတော့သစ္စာတရားဖြစ်တဲ့အတွက်ဒါသာဝရမင်္ဂန်နေတဲ့နေဖြစ်တဲ့အတွက်ပရမတ်နေဖြစ်ပါတယ်အဲ့လိုနှစ်ခုကိုခွဲခြားပြီးပြောမယ်ဆိုရင်လည်းပြောလို့ရပါတယ်အဲ့တော့ဒုတိယမေကွန်းကတရားတနာကိုမဟုတ်ပြတော်ကြီးခေါ်တော်တာပေါ့နော် ်သူကဒီဒီတရားကွာမင်းတို့ဟာဒီတရားတရားအမထုတ်ပဲနဲ့ရတယ်ဆိုတော့ဘယ်သူပြောလို့မှမယုံနဲ့ကွာလို့သူကပြောသွားတယ်နောက်ပြီးတော့ပြောသွားတဲ့နောက်ဖက်မှာသူကဝင်းစားဝင်းမိန်နဲ့လောပြီမဲ့ဆိုပြီးတော့သူကပြောသွားတယ်ဆိုတော့မှန်ပါဘူးပြန်မှာပေါ့။အဲဒီကတရားအနေနဲ့စန့်ကျင်ဘက်လေးပေါ့ကျွန်တော်တို့ဝိမု ക്തി လိုင်းကြတော့ကျွန်တော်တို့သိုံနဲ့ရတယ်။ဒီမှာကျွန်တော်ကြီးကတော့မင်းတို့မယုံနဲ့ကွာဘယ်သူလဲတော့တော့တော့ကြီးနဲ့ဆိုပြ။ပြသူပြောသွားတယ်ဒီဘယ်သူလဲတရားအမှုထုတ်ပဲ မရဘူးသူတရားလောကီမဲ့သူဘုရားပြင်မဲ့အဘယ်လောကီမဲ့ကိုပြောတာလဲဆရာတို့လောကီမဲ့ဆိုတာဝိပဿနာဉာဏ်ကိုပြောတာဖြစ်ပါတယ်ယုံနံဥပါဏ္ဏခန္ဓာတွေအစီထားပြီးတော့ဖြစ်ပြတ်မှတ်တဲ့ဟလာလမ်းကြောင်းကပေါ့နော်အဲဝိပဿနာမဲ့လို့ခေါ်ပါတယ်လောကီမဲ့လို့ခေါ်ပါတယ်သူကမဂ်ကင်၅ပါးလို့ပဲတက်ပါတယ်မဂ်ကင်၈ပါးမပြည့်ပါဘူးသူရဲ့အာနေချက်ကနိဗ္ဗာန်ကိုမမြင်ပါဘူးသစ္စာမသိပါဘူးသစ္စာမသိဘဲနဲ့အားထုတ်ရတဲ့အတွက်ကြောင့်မလို့သူက သစ္စာသိဖို့လမ်းကြောင်းတာဟုတ်တယ်သစ္စာသိတဲ့ညာမဟုတ်ဘူးလို့သူကတရားဝင်ပြောခဲ့ပါတယ်အဲဒါဝိပဿနာမဲ့မဲ့တည်းကိုပြောတာပေါ့သောတာပန်တိမဲ့အနာဂံအနာဂံမဲ့နောက်ဉာဏမဲ့အဲ့အဲ့ဒီအဲ့ဒီကိုပြောတာဟုတ်တယ်ဟုတ်တယ်ပြောတာလမ်းကပြောသွားတာဖြစ်ပါတယ်ဟုတ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 ်အဲ့တော့ယဟနာကြောင့်ဆရာဦး မဂ္ဂင်စစ်ငါးပါးမဟုတ်တော့မဂ္ဂင်စစ်ပါးနဲ့ပြည့်စုံပါပြီဒီကျွန်တော်နားလည်တာအဲဒါတော့ဘလို့ဘလို့ပြန်ပြီးတော့နားလည်ရမယ်အမလို့တူက login နဲ့တူကပြန်ခေါ်နေရတာဟုတ်အဲ့မှာတူကအဲ့တော့အဲ့ဒီမှာပြောတယ်လေဇွန်လဆရာသားကြီးကပြောသွားတယ်ဟလာကျွန်တော်တိတ်ခွေရမှာလည်းပါပါတယ်ဟလာအဲ့မေးတာတော့အဲ့မှာကျွန်တော်တို့ကဥကြော်ပဲကျွန်တော်မေးသွားတာအဲ့တော့အဲ့ဇွန်လဆရာဖျားကြီးနဲ့အတူတူသက်ရှိထင်ရှားအဲ့မှာ၄၅၆နှစ်ပေါ့ဇွန်လဆရာပဲရှိစဉ်ကပဇင်းခံပြီးတော့ဇွန်လဆရာဖျားကြီးတရားအထုတ်တယ်ဇွန်လဆရာပဲပြောတော့မူတော့သူလည်းလူထွက်သွားပါလေ အဲ့မဲ့ဇလောဆရာဘိတ်ကိုယ်တိုင်ကသူ့ကိုပြောသွားတယ်ဗာပြောသွားလဲမေးတော့ငါရဟန္တာဖြစ်မှာပဲသောတာပန်ဉာဏ်ရတော့တယ်လို့ပြောသွားတယ်အဲ့အဲ့ဒါကိုလိုက်မေးလိုက်မေးပေါ့နော်နောက်ဆုံးမြောက်ဦးဆရာတော်ရိပါပါတယ်သူဘယ်သူမှသူမေးလို့ဒါကိုအပြေမထွက်ဘူးပေါ့နော်အဲ့တော့သောတာပန်က၃မျိုးရှိပါတယ်အဲ့ဒါကောလံကောလသောတာပန်တရကရုပရမသောတာပန်သူကခုနဘဝနေမှာနေမှာရောက်မှာပေါ့ကောလံကောလဆိုတာ၃ဘဝပေါ့ဧကပိဇာသောတာပန်ဆိုတာနောက်ဆုံးဇာတိနောက်ဆုံးဘဝပေါ့နော်ဒါဧကပိဇာ တောတပံရဲ့ညံကိုရဟနာဖြစ်မှရတော့တယ်လို့သူကပြောသွားတယ်။ဒါမှမဟုတ်ဤဘပါဠိတော်မှာစာပေမှာလည်းဘုညုံကြီးရဲ့ညံဝင်တီ channel မှာရေးထားပြီးသားရဟနာဖြစ်ပြီးမှသိတဲ့အသိဉာဏ်နဲ့ပညာမှုတိပုဂ္ဂိုလ်များသိတဲ့အသိဉာဏ်နဲ့ထပ်တူထမ်းမြတူရတယ်လို့ဟောသွားတယ်။အဲတော့စာပေမတက်တဲ့ဇနုံးဆရာပဲကိုရင်ပြောသွားတာ။ရဟနာဖြစ်မှပဲရဟနာဖြစ်ပြီးမှပဲတောတပံညံကိုသိရတယ်ကွာလို့ပြောသွားတယ်။အဲတော့စလိုရပါလေဆိုတော့ ဒီအစာရကံပြောတယ်မှာလမ်းကသွားတဲ့ပုံကိုယ်ကြီးကကိလေသာအရှိသာယူတတ်တဲ့လမ်းကသွားတဲ့အတွဲအလသူကရဟနာဖြစ်မှပဲဖခင်ရှင်ပါပြည်တယ်အဝိဇ္ဇာကင်းတော့တာဖြစ်ပါတယ်ကျွန်တော်တို့ကတော့အစာတဲ့ကကိလေသာအစင်သေးလို့သိပြီးတော့အဝိဇ္ဇာကိုတတ်ပြီးတော့သွားတဲ့လမ်းဖြစ်တဲ့အတွက်ကြောင့်မလို့ဟလာအစိုးဘယ်နေရာမှာအတူတူဖြစ်မလဲဆိုတော့နောက်ဆုံးနေရာမှာတော့အတူတူပဲဖြစ်ပါတယ်ဟလာဒီသောတာပန်ကနေပြီးတော့မှသရဂံဖြစ်အောင်လေလောကီမက်ပဲလောကီမက်နဲ့ပဲအားထုတ်ရတယ် ရာဂန်နဲ့အနာဂန်ဖြစ်အောင်လည်းကိလေသာအရှိတာတတ်တဲ့အတွက်လောကီမဲ့နဲ့ပဲအထောက်ရတယ်။အနာဂန်နဲ့ယန္နာဖြစ်အောင်လည်းပဲဟလာကိလေသာအရှိတာတတ်တဲ့အတွက်လောကီမဲ့နဲ့ပဲအထောက်ရပါတယ်။ယန္နာဖြစ်တဲ့အခါမှာတော့လောကီမဲ့ဆိုတာမရှိတော့ပါဘူး။လောကုတ္တရမဲ့ပဲရှိပါတယ်။ဘာဖြစ်လဲဆိုတော့သူကအစဉ်သုံးညောင်းတည်သွားပြီးကိလေသာအစဉ်တွေကတည်သွားပြီးဖြစ်တဲ့အတွက်အဝိဇ္ဇာလည်းယန္နာမှာမရှိတော့ပါဘူး။အဝိဇ္ဇာမရှိတော့တဲ့အတွက်ဟလာအဝိဇ္ဇာညာရတော့အဲဝိဇ္ဇာညာကိုလောကီမဲ့လို့သုံးလို့မရတော့ပါဘူး။အဝိဇ္ဇာမရှိရင်စဉ်သုံးညမြင်သွားရင် လောကုတ္တရမေတ္တာလည်းဖြစ်ပါတယ်အလောက်ဆိုရမလားအာညာကောင်းပါရဲ့ဆရာရေစွာတင်ပါတယ်ဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါ